ဆလေးနှစ်အရွယ်နဲ့အောင်မြင်တဲ့မိတ်ကပ်ပညာရှင် ဖြစ်လာပြီးရွေရှားမိတ်ကပ်စတူဒီယိုကိုဖန်တီးထားတဲ့ baby စုမွန်အလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေချစ်ဆူလိုက်ပါတယ် baby စုမွန်ဆိုတဲ့မိန်းကလေးကအသက်ဆလေးနှစ်အရွယ်သာရှိသေးပေမယ့်မိတ်ကပ်လောကမှာတော့အောင်မြင်သူတစ်ယောက်ဖြစ်နေပါပြီအသက်၉နှစ်အရွယ်ကနေမိတ်ကပ်ပညာကိုသင်ကြားခဲ့တဲ့ baby စုမွန်ကအသက်ဆလေးနှစ်အရွယ်မှာသူတို့သမီးမိတ်ကပ်တွေကိုရုံချစ်ချစ်လက်ခံရတဲ့အထိလက်ရကောင်းနေခဲ့တဲ့သူပေါင်းသူတို့သမီးမိတ်ကပ်တွေကိုတော့ပွဲဆက်တွေများအောင်လက်ခံတဲ့ baby စုမွန်ကရွေရှားမိတ်ကပ်စတူဒီယိုကြီးကိုလည်းတည်ထောင်ထားပါတယ် baby စုမွန် င်ရဲ့ရွေရှားမိတ်ကပ်စတူဒီယိုကတော့ကားအကြီးတစည်းလုံးကိုစတူဒီယိုအဖြစ်ပြောင်းလဲလိုက်တာရှင်ကားအကြီးတစည်းကိုဝယ်ပြီးအတွင်းကထိုင်ကုန်တွေကိုဖြုတ်ကစတူဒီယိုပုံစံဖန်တီးလိုက်တာပါကားထဲမှာမှန်တင်ကုန်တွေမိတ်ကပ်ပစ္စည်းတွေလည်းပတ်ဝန်းပြီးကားပေါ်မှာတင်မိတ်ကပ်ပြင်လို့ရအောင်ပြင်ဆင်ထားခဲ့ပါတယ်ကားရဲ့ကြမ်းခင်းတွေဘေးနေရန်တွေကိုလည်းလှပအောင်ဖြည့်ပြင်ထားတာကြောင့်ကားပေါ်ကိုတက်လိုက်တာနဲ့စတူဒီယိုကိုရောက်သွားတဲ့ပုံစံဖြစ်အောင်ပြုလုပ်ထားတာပါကားပေါ်မှာလူသုံးယောက်လည်းတပြိုင်နက်တည်းအလှပြင်နိုင်ပြီးအဲ့သေးရီနားနေဖို့အတွက်ထိုင်ကုန်တွေလည်းပါဝင်ပါသေးတယ်။ဘီဘီစုမွန်ကအသက်၁၄နှစ်အရွယ် ဲ့သာရှိသေးပေမယ့်စတူဒီယိုကားကြီးနဲ့မိတ်ကပ်ပြင်ဆင်ပေးနိုင်သူဖြစ်လာခဲ့ရပါကားမောင်းနေရင်လည်းမိတ်ကပ်ပြင်လို့ရတာကြောင့်အချိန်မကုန်တော့ဘူးရှင်တချို့နေရာတွေမှာသွားပြင်တဲ့အခါမိမိရတာတွေမိမလာတာတွေကိုကြုံရပြီးရွေရှားစတူဒီယိုမှာပြင်လိုက်ရင်တော့ကားပေါ်မှာတင်အဆက်ဆက်ရအဆင်ပြေသွားပါတယ်ကားပေါ်မှာ power station နဲ့ပတ်ဝန်းထားပြီးသားဖြစ်လို့မိပြမကလည်းစိတ်မပူရတော့ဘူးရှင်အသက်16နှစ်အရွယ်မိန်းကလေးကဒီလောက်ထိအတွေးခေါ်ကောင်းကောင်းနဲ့လောလောနိုင်တာကြောင့်ချီးကျူးကြပါတယ်ဘေဘီစွန်မွန်ကဒီကားကြီးပေါ်မှာမိတ်ကပ်ပြင်ဖို့အတွက်နိုင်ငံသားကမိတ်ကပ်ဆီယာမတွေကိုချိန်ပြီးအ 追考下多介绍些。 ူရဲ့မိဘတွေကလည်းပတ်မိုးပေးလို့ရွေရှားစတူဒီယိုကြီးကိုပါဖန်တီးနိုင်တော့တာပါ။ baby စုမုံရဲ့အမေကလည်းမိကပ်ဆရာမတယောက်ဖြစ်တာကြောင့်မိကပ်ပညာကိုသမီးထံကိုလက်ဆင့်ကမ်းပေးထားပါတယ်။အသက်9နှစ်ကျော်အရွယ်တည်းကနေ baby စုမုံကိုမိကပ်ပညာသင်ပေးထားပြီးအသက်ငယ်ပေမဲ့တက်မြောက်လွယ်သွားပါတယ်။မျက်ခုံးကနေစတင်ဆွဲတာဖြစ်ပြီးကလေးဖြစ်တာကြောင့်မိကပ်ပြင်နိုင်ပါမလားလို့မယုံကြည်ကြတဲ့သူတွေကလည်းရှိပါတယ်။ဒါပေမဲ့ baby စုမုံရဲ့လေ့လာမှုကတော့အကောင်းတာကြောင့်သူနဲ့မိကပ်ပြင်ပြီးရင်သဘောကျသွားလို့ရှိကြပါတယ်။အသက်14နှစ်အရွယ်မှတင်ဝင်ငွေကောင်းသူတယောက်ဖြစ်နေကောင် မိတ်ကပ်နယ်ပယ်မှာလည်းအောင်မြင်နေပြီးရှိန်သူတို့သမီးမိတ်ကပ် look အဖြစ်အချမ်းလွတ်တွေကိုလည်းပြင်ဆင်နိုင်သူဖြစ်တာကြောင့် baby စုမုံရဲ့မိတ်ကပ်လက်ရာတွေကအောင်မြင်ပါတယ် baby စုမုံကမိတ်ကပ်ပညာမှာလည်းထွတ်ချွန်နေအဖြစ်ကျောင်းစာကိုလည်းလေ့လာနေပြီးနိုင်ငံခြားမှာဆက်လက်လေ့လာဦးမှာပါသူရဲ့ရည်မှန်ချက်ကတော့မိတ်ကပ်သင်တန်းကျောင်းကြီးကိုတည်ထောင်နိုင်ဖို့ဖြစ်ပြီးမိတ်ကပ်ပညာကိုတကယ်ဆိတ်ဝင်စားသူဖြစ်ပါတယ် baby စုံမရဲ့ရွေရှားမိတ်ကပ်စတူဒီယိုကထူးခြားနေကမြန်မာနိုင်ငံမှာတော့ဒီလိုရွေရှားမိတ်ကပ်စတူဒီယိုကိုဘယ်သူမှမလုပ်ဖို့သိပါဘူး။ကာချီနဲ့မိတ်ကပ်လာပြင်ပေးတာကြောင့်မိတ်ကပ်ပြင်ကပုံမပေးရပဲစီပေါ်ပဲပေးရတယ်လို့ဆိုပါတယ်။တခါတည်းမှာလည်းအရင်မိတ်ကပ်ကားနဲ့ပဲသူတို့သမီးကိုမင်္ဂလာခမ်းမရအောင်ပို့ပေးတဲ့အထီးလေဝန်ဆောင်မှုကကောင်းနေတာရှင့်နေရာထဲမှာအပြည့်အစုံနဲ့ပြင်ဆင်လို့ရအောင်ဖန်တီးထားလို့ baby စုံမရဲ့စိတ်ကူးကိုလည်းချီးကျူးနေကြပါတယ်။အသက်၁၄နှစ်ရွယ်မှာတင်အောင်မြင်တဲ့မိတ်ကပ်ပညာရှင်တယောက်ဖြစ်လာလို့မိဘတွေကတော့ဂုဏ်ယူနေရတော့မှာပါ။ဆေကျော်သက်အရွယ်သား ိသေးပေမယ့်မိကလောကမှာအောင်မြင်နေတဲ့ဘေဘီဆွမ်မော်ပေါ်ဘလို့ထင်မြင်မိလဲဆိုတာဖြစ်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ